လွန်ခဲ့သော၈နှစ်ခန့်ကဖြစ်ပါတယ်။ຫນွေရဲ့မနှက်ခင်းတွေက၆တွေ့တယ်ဆိုပေမဲ့ကျွန်တော်နေထိုင်ရာတွင်တေးမြို့လေးရဲ့ရွာကလေးမှာတော့အလူပွဲမင်္ဂလာပွဲတွေနဲ့စီကားလေးရရှိပါတယ်။ Sorry ညီလေးထားတော့လေကွာလာထမင်းစားပြီးတော့ထင်းသွောက်ခုတ်ရအောင် ကျွန်တော်နဲ့ညီကိုလိုချစ်ခင်ရတဲ့ကိုကြီးကျော်ရဲ့အတန်ဖြစ်ပါတယ်။ဟုတ်ကဲ့ကိုကြီးကျော်ရေထပါပြီဗျာထပါပြီ။ကျွန်တော်ကလည်းအိယာကနေလူးလဲထလိုက်ပြီးတော့မျက်နှာတက်ခါထမင်းစားပြီးတော့ကိုကြီးကျော်နဲ့ဓာတ်တက်လက်စီဆွဲနေတင်းချိုင်းတော့ဘက်ကိုထွက်လာခဲ့ပါတယ်။ရွာမှာကလည်း EBC မိကမရသေးတဲ့အချိန်ဖြစ်တာကြောင့်ထင်းမီနဲ့သာချက်ပြုတ်ကြရပါတယ်။စကားတပြောပြောနဲ့ရှောက်လာရင်လည်းတင်းချိုင်းတော့တွေကိုရောက်လာခဲ့ကြပါတယ်။ကိုကြီးကျော်တို့ခြံဝိုင်းဟာတင်းချိုင်းတော့နဲ့ကလျက်ဖြစ်ပြီးတော့ပေါက်ပန်းဖြူတွေကလည်းအများပြားစိုက်ပျိုးထားပြီးနှွေးခါမှာတော့အပင်တွေခြောက်သွားတာနဲ့ထင်းပြေခုတ်ကြရပါတယ်။နေ့စဉ်နေ တိုင်းမယိုးတဲ့အလုပ်တစ်ခုပါပဲ။ခြံရဲ့နောက်ဘက်ကနေကိုကြီးကျော်အပင်ခုတ်လဲတဲ့ကိုတက်တဲ့ကြားရပါတယ်။ကျွန်တော်ကလည်းပေါက်ပန်းဖြူပင်အကြီးတပင်ကိုစတင်ခုတ်လဲလိုက်တာနဲ့ရုတ်တရက်တွေ့လိုက်ရတာကတော့မြေကြီးတွေကနေထိုးထွက်နေတဲ့လက်တစ်ဖက်ပါ။အဲဒီလက်တစ်ဖက်ကအယုတ်လေးတရုတ်ရဲ့လက်တစ်ဖက်ဖြစ်ပါတယ်။ဓာတ်နဲ့ကလော်ကြည့်မိတဲ့အခါမှာတော့လက်ရသေးသက်လပလွန်းနဲ့မင်းသမီးတို့မဟုတ်ကကြည်တဲ့အယုတ်လေးတရုတ်ပင်ဖြစ်နေပါတယ်။ကိုကြီးကျော်ရဲ့ ဒီဘက်ကိုလာပါအောင်ဗျခါးထဲကရေဘူးကိုမော့တော့ရင်းနဲ့ဘာရောဟာမင်းကလည်းအလန့်တကြားနဲ့ဒီမှာကြည့်ပါအောင်ဗျလက်ထဲကရုပ်ကလေးကိုသူ့ကိုကမ်းပေးရင်းနဲ့ပဲအဲ့ဒီရုပ်ကလေးကိုစိတ်ဝင်စားနဲ့ကြည့်ရှုရင်စိုးရီအရုပ်လေးကလက်ရတော်တော်မြောက်တယ်ကွာအိမ်ကိုယူသွားရအောင်ကွာဟာဖြစ်ပါမလားကိုကြီးကျော်ရကျွန်တော်စကားကြောင့်ပဲကိုကြီးကျော်အနေနဲ့စဉ်းစားလိုက်ပြီးတော့ ဖြစ်ပါတယ်ကွာအိမ်ကဓာမျိုးတွေအယူမရှိပါဘူးအဲ့ဒါဆိုလဲယူသွားတာပေါ့ဗျာအပင်ကြီးတယောက်တစ်ပင်လောက်ထမ်းပြီးတော့ရွာဘက်ကိုကျွန်တော်နဲ့ကိုကြီးကျော်တို့ပြန်လာခဲ့ကြပါတယ်အိမ်ကိုရောက်တော့ကျွန်တော်ယူလာခဲ့တဲ့အယုတ်လေးကိုကိုကြီးကျော်ရဲ့ဖခင်ပြည်သူဦးမြငိမ်းကအသေးချာကြည့်ပြီးတော့လာတော့လာသားပဲကွာဒါပေမဲ့စိတ်ထဲတော့ခက်လေးလေးပဲဟေကျွန်တော်ကလည်းအယုတ်ကလေးကိုရေစီစပြတွေပါတိုက်ပြီးတော့တေချာတန့်ရှင်းနေအောင်လို့တိုက်ချွတ်ပြီးရဲ့နောက်မှာတော့အဲ့ဒီယုတ်ကလေးရဲ့အလှဟာပို့ပြီးတော့ပေါ်လွင်လာခဲ့ပါတယ် ပြေပြေလာပါပြီးတော့ကနေတဲ့ဟန်အမူအရာနဲ့ယင်ထဲမှာကြည့်ရတာတော်တော်လေးကိုအေးချမ်းလာပါတယ်။အယုတ်ကလေးတက်ပြောင်သွားတာနဲ့ပဲကျွန်တော်ဟာအိတ်နေကြဖြစ်တဲ့အခန်းရဲ့ခေါင်းရင်ထောင်သားလေးမှာထောင်ထားလိုက်ပြီးတော့ရေချိုးထမင်းစားပါတယ်။ရုပ်ရှင်ဇာတ်ကားများကြည့်ကြရင်လည်းည10နာရီအချိန်ခန့်ပဲဖြစ်လာပါတယ်။အဲဒီနောက်မှာတော့ရုပ်ရှင်ဇာတ်ကားတွေကြည့်ကြရင်လည်းည10နာရီအချိန်ခန့်ဖြစ်လာတာကြောင့်ကိုစီအိတ်ရဝင်ကြရင်လည်းကျွန်တော်အိတ်တဲ့အခန်းကတော့စတိုကန်နဲ့ကလျက်ဖြစ်ပြီးတော့စတိုကန်နဲ့ဝင်ကျင်တဲ့အခါကျွန်တော်အခန်းကိုဖွင့်ပြီးမှကျွန်တော်ခြေရင်းကနေသွားကစတိုကန်ကိုဖွင့်ပြီးဝင်လို့ရပါတယ်။အခြား ဝင်ပေါက်တော့မရှိပါဘူးအဲဒါကြောင့်ပဲကျွန်တော်လည်းအိတ်ခန်ဒီတကားတွေတေချာချက်ထိုးထားလိုက်ပါတယ်ຫນွေဦးညဟာတိတ်ဆိတ်လျက်ရှိပြီးတော့လာရောက်ရေးရေးနဲ့အလှဆင်ထားပါတယ်တဖြည်းဖြည်းနဲ့ညှင်းနဲ့လာပြီလည်းဖြစ်ပါတယ်ကျွန်တော်ကလည်းနေ့လေကပင်ပန်းထားတာကြောင့်ပဲငိုင်မြီးအိတ်ပျော်သွားခဲ့ပါတယ်အဲဒီချိန်မှာပဲတရှက်ရှက်နဲ့ကျွန်တော်နားထဲမှာခြေတန်ကြီးကြားလာရပါတယ်ကျွန်တော်အာယုံဆိုင်ပြီးတော့နားဆွင့်ကြည့်လိုက်တဲ့အခါကြွီကနေဆိုပြီးတော့ ခြေရင်းစတိုကန်တကပွင့်လာတာကြောင့်ကျွန်တော်ခေါင်းထောင်ကြည့်မိပါတယ်လူတယောက်ဟာခြေနှောင်ရဲ့အပြင်ဘက်မှာတင်မလွဲထိုင်နေတာကိုတွေ့ရပါတယ်တေချာကြည့်လိုက်တဲ့အခါမှာတော့ထိုသူဟာမိန်းကလေးတယောက်ဖြစ်နေပါတယ်အဲဒီချိန်မှာပဲအမည်မသိတဲ့ပန်းရင်းနဲ့နေရာလဲတခန်းလုံးကိုမွေးပြန့်တင်းကြိုင်နေခဲ့ပါတယ်အဲဒီနောက်မှာတော့ထိုမိန်းကလေးဟာခြေနှောင်ထဲကိုနောက်ကျောပြေးပြီးတော့ဝင်လာတာကိုတွေ့လိုက်ရပါတယ်ကျွန်တော်ကအဲ့ဒါတွေကိုသိနေမြင်နေပေမဲ့လည်းဗဇက်ကနေဘာမှပြောလို့မရဟလို့မရဖြစ်နေပြီးတော့သူ့လိုတိုင်းသာမျောပါနေရပါတယ်ကျွန်တော်ကကျောပြေးလဲအိတ်နေပြီးတော့သူမရဲ့မျက်နှာကိုတော့မမြင်ရပါဘူး ခေါင်းမှာတော့ပန်းတွေဝေနေအောင်ပန်ထားတာကိုတော့ကျွန်တော်တွေ့နေရပါတယ်။သူမထံကနေထွက်လာတဲ့ရင်းနှံဟာလည်းကျွန်တော်ရဲ့စိတ်ခန္ဓာကိုကိုထိမ့်ချုပ်မရဖြစ်နေပါတော့တယ်။သူမကိုကျွန်တော်ဟာနောက်ကျောကနေတိုင်းဖက်လိုက်ပါတယ်။နှစ်ဦးသားဟာตาရရင်မူးသွားကြပါတော့တယ်။ကောင်းလေထတော့ဤခုနှစ်နာရီထိုးနေပြီကွာ။ ။ဦးမြငင်ရဲ့အတံမေဖြစ်ပါတယ်။ကျွန်တော်ညကကိစ္စတွေကိုသတိရသွားရင်လည်းဘေးနားကိုဆမ်းပြီးတော့ရှာကြည့်တဲ့အခါမှာတော့ညကရောက်လာခဲ့တဲ့ပန်းနေတဲ့မျိုးသမီးလေးဟာရှိမနေတော့ပါဘူး။အန်အောဆမ်းကြခြင်းနေနဲ့မယုံကြည်နိုင်လောက်အောင်ပဲဖြစ်ရပါတယ်။ကျွန်တော်အိတ်ရတွေကနေလူးလဲထရင်နဲ့ပဲလက်ကခေါင်းရင်းမှာထောင်ထားတဲ့အယုတ်လေးကိုတိုက်မိသွားပြီးတော့လဲကျသွားပါတယ်။အမတ်တမဲ့ပြန်ကောက်လိုက်ပါတယ်။ဟမ်သူသူမသူပဲဟုတ်ပါတယ်သူမသူပါပဲ။ ခေါင်းမှာပန်းနေပန်ထားတာကိုကျွန်တော်အခုမှသတိထားကြည့်မိပါတယ်။အဲ့ဒီအကြောင်းအရာတွေအားလုံးကိုကျွန်တော်ပြောပြလို့လည်းဘယ်သူမှယုံကြမယ်လို့မထင်ပါဘူး။သွေးလေခြောက်ခြားပြီးအိမ်မက်မတ်တာပဲဖြစ်မှာပါလို့စိတ်ထဲမှာထားရင်းနဲ့ပဲဘယ်သူ့ကိုမှလည်းမပြောပြတော့ပါဘူး။ဒါပေမဲ့လည်းတေးကြအောင်တော့ဒီညထက်ဆောင်ကြည့်ရမယ်လို့ပဲစိတ်ထဲမှာတွေးနေမိပါတယ်။လုံးစရာရှိတာတွေကိုလုံရင်လည်းတနေကုန်လည်းအချိန်ကုန်နေခဲ့ပါပြီ။ညအိယာဝင်တဲ့အချိန်ကြီးကျွန်တော်လုံးဝသတိရမနေခဲ့ပါဘူး။အန်အော်ဖို့တိတ်ကောင်းအောင်ပဲမင်းညကလိုပဲဒီညလည်းထက်ဖြစ်လာပြန်ပါတယ်။ကျွန်တော်ရုပ်လေးကိုထက်ခါထက်ခါကြည့်နေရင်းနဲ့ပဲစိတ်ထဲမှာလေးလံပြီးတော့ ကျက်သိမ်းမွင်းချင်းနေထသွားပြီးတော့အယုတ်လေးကိုနေရာတကျပြန်ထားလိုက်ပြီးတဲ့နောက်မှာတော့ခြံထဲမှာအမိုက်တွေလဲနေတဲ့ကိုကြီးကျော်ထံကိုဆင်းလာခဲ့လိုက်ပါတယ်ကိုကြီးကျော်ခဏလာပါဦးမြညီလေးကိုကြီးကိုပြောပြเสียရှိလို့တပြက်စည်းကိုချပြီးတော့ခြံဝိုင်းကွက်ပြပေါ်မှာဝင်ထိုင်လိုက်ကြပါတယ်ကဲပြောကွာဘာများအရေးကြီးရှိလို့ဒီလိုကိုကြီးကျော်ကညာကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အရာတွေကိုမချွေးမချန်နဲ့ကျွန်တော်ပြောပြပြီးတဲ့နောက်မှာတော့ဟိုကဟုတ်ရလားကွာမင်းဟာလေအမှန်ပဲကိုကြီးကျော်ကကျွန်တော်မယုံလို့စောင့်ကြည့်နေရနှစ်ညရှိနေပြီဗျအေးပါကွာ ဲ့ဒါဆိုလို့ရှိရင်လည်းဒီညအဲ့ဒီရုပ်လေးကိုငါခန်းထဲလာထားပြီးတော့အိတ်ကြည့်မယ်လေကွာလာမလားစောင့်ကြည့်ကြပါဦးအဲ့ဒါကောင်းတယ်ခွေးကြီးထိုနေ့ကထင်းခုတ်ရေခန်းနဲ့ပင်ပန်းကြတော့အဲ့ရဆောစောဝင်ခဲ့ကြပါတယ်ကျွန်တော်ခန်းထဲကအရုပ်လေးကိုလည်းကိုကြီးကျော်ရဲ့ခန်းထဲကိုပို့ခဲ့ပြီးတော့ကျွန်တော်လည်းပင်ပန်းချင်းကြောင့်ပဲနှစ်ချိုက်စွာအိတ်ပြော်နေခဲ့ပါတော့တယ်မနက်ခင်းနေအောင်ကြီးပရင်တကားစီကနေအိမ်ထဲကိုတိုးဝင်လေရဲ့အဲ့ရတွေကမထသေးတဲ့ကျွန်တော်ကိုကိုကြီးကျော်ကလာလှုပ်ပြီးတော့နှိုးပါတယ်ဆိုရင်ညီလေးဆိုရင်ဖျားကိုကျော် ညီလေးထတော့ကွာခုနှစ်နာရီထိုးနေပြီကွာဟုတ်ကဲ့ပါကိုကြီးကျွန်တော်အိယာကနေလူလဲထားလိုက်ပါတယ်မျက်နှာတက်ကကော်ဖီတစ်ခွက်ကိုပြောပြီးတော့ခြံထဲကိုဆင်းလာခဲ့ပါတယ်ကိုပြစ်ပေါ်မှာအတင်းဆောင်ဆိုင်နေတဲ့ကိုကြီးကျော်ရဲ့အနာကိုဝင်ထိုင်လာရင်းနဲ့ကိုကြီးကျော်ဘလို့လဲဗျညအခြေနေအေးကွာမင်းပြောတာမှန်နေပြီကွာငါလဲညကမင်းလိုပဲကြုံရတယ်ကွာငါသိနေပေမဲ့ကိုရဲ့စိတ်နဲ့ခန္ဓာကိုကိုဘသားကိုထိန်းချုပ်လို့မရဘူးကွာကျွန်တော်ပြောသားပဲဗျာမယုံပါဆိုလို့ကိုကြီးကျော်ဆန်းကြည့်ခိုင်းတာအခုတော့ကိုကြီးကျော်လည်းယုံသွားပြီမို့လားအေးကွာ ါနဲ့ဒီเจ้าတွေကိုငါတို့ဖေးကြီးကိုပြောပြရင်ကောင်းမလားဖေးကြီးဆိုတာကတော့ကိုကြီးကျော်ရဲ့ဖခင်ဦးမြညင်ကိုပြောဆိုခြင်းဖြစ်ပါတယ်ကောင်းတော်ဘုကိုကြီးကလူကြီးဆိုတော့အတွေ့အကြုံဘူးသူတာရှိလောက်တယ်ဗျအေးကွာအဲ့ဒါဆိုလို့ရှိရင်တော့ပြောရအောင်ကွာဟုတ်ကဲ့ပါကိုကြီးအောင်ဦးမြညင်ကိုအเจ้าဆုံးပြောပြလိုက်ပြီးတဲ့နောက်မှာတော့အေးကွယ်မစုံနိုင်တဲ့တန်ရာဝဲကြီးရတဲ့မှာချစ်ကြခင်ကြကျင်နာကြနဲ့ မိဘဆွေမျိုးသားသမီးတာမယာဥစ္စာပစ္စည်းအဆွေခင်မွန်များမကုန်တဲ့လောကီရေရာအဖျားဖျားတို့ဆွဲလန်းနစ်သက်ကြရင်လည်းလောဘဒေါသမောဟတွေဖုံးလို့ဘဝအမောင်ကျပြီးတော့မကောင်းတဲ့နှိမ့်ကြတဲ့အပေပုံဘဝမှာကျင်လည်ကြရတယ်ကွယ်မင်းတို့ပြောပုံရဆိုရင်ဒါဟာလက်ရမြောက်တဲ့အယုတ်တစ်ခုကိုအချက်ကြကြထွင်းထုတ်နေချိန်မှာပဲအပေပုံသူတယောက်ဟာတွေ့ကက်နေခဲ့တာပဲကွယ် လူတွေဟာအတတ်နဲ့ခန္ဓာတွဲလျက်ရှိစဉ်အလမှန်နေဒနမှန်နေငါဆိုတဲ့မာမာနာတွေထောင်လွှားရင်းနဲ့ဘဝရဲ့အခြေအနေကိုအလင်းမြန်ကုံမမ်းမသိကုံဆုံးစေခဲ့တာပဲကွယ်ဘလောက်ပဲလာပါနေပါစေအလမှာပြိုင်ဆန်ရှားပြီးတော့ကုသိုလ်မှုကိုနေ့စဉ်နေ့တိုင်းပြုခဲ့ဘူးတဲ့ဝိတာခါလိုကြောင်းမှယဟန်မကြီးတော်သေမင်းနဲ့တွေ့တော့လေအာတုပခန္ဓာကြီးကိုမလွန်ဆန်နိုင်ခဲ့ဘူးမဟုတ်လားအင်း ်ဆန်းကြဲရှုပ်ထွေးလာတဲ့ဒီတဏှာဝိတ္တုခအတွင်းကနေတတ္တဝါအပေါင်းလွတ်ကင်းနိုင်ကြပါစေကွယ်။ငါသားတို့မင်းတို့ပြောတဲ့ဒီရုပ်လေးကိုရွာပြင်နဲ့ရေကန်ကြီးကညောင်မီးအောင်မှာကုသိုလ်ကောင်းမှုပြုပြီးတော့တွားပြန်ထားပေးလိုက်ပါကွယ်။ ဟုတ်ကဲ့ပါဘူးလေကိုကြီးကျော်ဒီရုပ်ကိုကျွန်တော်တွေ့လာဆိုတော့ကျွန်တော်ပဲတွတ်ထားလိုက်ပါမယ်အေးညီလေးရကျွန်တော်လဲရွာထဲကနေပန်းစင်ပြီးရေချမ်းနေယူပြီးတော့ရွာအပြင်နက်ရေကန်ကြီးစီကိုထွက်လာခဲ့လိုက်ပါတော့တယ်ဒီနေရာမှာကျွန်တော်နေထိုင်ရာရွာရဲ့နက်ရေကန်ကြီးအကြောင်းကိုနည်းနည်းလေးပြောပြပါရစေကျွန်တော်နေထိုင်ရာတွန်တေးမြို့ရဲ့အစွန်ဘက်ကျတဲ့ရွာကလေးမှာကန်ကြီးလို့ခေါ်တဲ့အများကသိကြတဲ့နက်ရေကန်ကြီးရှိပါတယ်အဲ့ဒီရေကန်ကြီးကတော့တောက်သုံးရေကန်ကြီးဖြစ်ပြီးတော့နှစ်ပေါင်း200ဝန်းကျင်ကရှိပြီးလို့တက်ကြီးစကားတွေအရသိရပြီးတော့ရေကန်ဟာတိတ်တော့မကျေလာပါဘူးပြည်နေရာပတ်လည်ခန်းသာကျေ ဝန်ပြီးတော့ຫນွေမိုးဆောင်ရေခမ်းခြောက်ခြင်းလည်းမရှိပါဘူး။ကံရဲ့ຢာဘက်ချမ်းမှာတော့ရှေးအောင်လေးမျက်နှာဇေဒီတစုကိုတီထားပြီးတော့ဇေဒီရဲ့နောက်ဘက်မှာတော့ကံပိုင်ရှင်ဇနီးမောင်နှံဆိုပြီးတော့ရှေးလူကြီးသူမာတွေပြောတဲ့ ုတ်ကူဦးဟောင်းကြီးနှလုံးရှိနေပြီးတော့ညအချိန်ကျရင်ဤကန်ကြီးဘက်ကိုဘသူကမှမလာရဲကြပါဘူး။ဘာကြောင့်လဲဆိုတော့ညဘက်ကန်တဲ့ကို၅ခုဖမ်းရန်လာသူတွေကန်မောင်ပေါ်မှာအရက်သေးစာတောက်စားသူတွေမဖွဲမရပြုတ်လို့သူတွေဆဲဆူကြမ်းတမ်းသူတွေကိုကန်မောင်နားမှာရှိတဲ့အပင်ကြီးကနေအလွန်အင်မတန်ကြီးမားကြောက်မက်ဖွယ်ကောင်းလာတဲ့တဆေကြီးတွေက၆လန်းကုန်ကြတာကြောင့်အเจ้าမျိုးမျိုးနဲ့ဤကန်ဘက်ကိုမသွားရဲကြပါဘူး။ ရွာရဲ့အစွန်ပဲလေကွင်းမြင်နေကြမှာတည်ရှိပြီးတော့နွေရာသီရောက်တဲ့အခါမှာပတ်ဝန်းကျင်များမှာတောက်သုံးရီပြက်လက်ခြင်းဒုက္ခကိုခံစားရပေမဲ့ကျွန်တော်တို့ရွာကလေးကတော့အရိကန်ကြီးရဲ့ကျေးဇူးကြောင့်ပဲရေပြက်လက်ခြင်းမရှိတဲ့အပြင်ဘေးနီးပါးရွာတွေကလည်းလေတွေလဲတွေနဲ့တောင်လာရောက်ခတ်ယူကြရတဲ့အထိပင်ကန်ရီကမခန်းသွားပါဘူးအဲဒါကြောင့်လည်းဒီနားပတ်ဝန်းကျင်မှာတော့နတ်ရီကန်ကြီးကအံဩပွေရာတစ်ခုပဲဖြစ်ပါတယ်ထို့ထက်ထူးခြားတာကတော့ကန်ရီခက်စင်မိန်းကလေးတွေကကန်ထဲကိုချေချော်ပြီးတော့ကြာမိပါကကန်တစ်ခုလုံးရေတွေကချက်ချင်းနောက်ကြည့်သွားတတ်ပြီးတော့ရေထဲကြာမိတဲ့မျိုးသမီး ရာပယောဂတစ်ခုခုဖြစ်လာပါတယ်အဲဒီလိုမဖြစ်လို့တဲ့ကရေထဲကိုပြုတ်ကျသွားတဲ့မင်းကလေးကလက်ဖက်ကွန်းရနဲ့အမြန်တောင်းမှန်ရပြီးတော့အဲဒီလိုတောင်းမှန်မှာမှကံရေတွေကကြည်လင်ပြီးတော့ အမျိုးသမီးများဟာလည်းကြမ်းကြမ်းမာမာနဲ့ရှိပါတယ်။နေ့စဉ်နေ့တိုင်းကန်တော်ရှင်မောင်နှမကိုပူဇော်တဲ့ပွဲကျင်းပပေးရပြီးတော့နတ်ဝင်တွေကစက်သားအစိမ့်တွေနှစ်တိုင်းစားတော့တတ်ပါတယ်။ဤဒီမှာလည်းကျွန်တော်တို့ရွာရဲ့နတ်ရည်ကန်အကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်နတ်ရည်ကန်ကိုရောက်ရှိပြီးတော့လေးမျက်နှာစီရီဝင်းကျင်မှာအမိုက်တရိုက်တွေလဲကျင်းပြီးတော့တန်ရှင်းတက်ရအောင်ပြုလုပ်လိုက်ပြီးတဲ့နောက်မှာတော့ကျွန်တော်အယုတ်ကလေးကိုဘေးနားမှာထောင်ထားပြီးတော့ဖះပန်းနဲ့စင်မီအမွေးတိုင်နဲ့ရေချမ်းတွေကိုကတ်လို့ပူဇော်ပြီးတော့30ပုံသားတွေကိုမြစ်တာပို့အမြပေးဝေလိုက်ပါတယ်။ယနေ့ပြုလုပ်ရတဲ့အဖို့ပါကကို30ပုံမှာကျင်လဲ ကြကုန်သောလူနက်ပြမှာတတဝါအပေါင်းတို့နဲ့တကွာဤရုပ်ကလေးမှာတွယ်ညိနေတဲ့အပေပုံသူအားအမြပေးဝေလိုပါတယ်။တင်တို့သည်ကြားရရက်ကတာရုခေါ်ကြပါ။အားလုံးကြားကြသမျှအမြအမြအမြယူရောမူကြပါကုန်လုံးတာဒုတာဒုတာဒု ျွန်တော်၃ညင်၃ကအမြပေးဝင်နေစဉ်ကျွန်တော်နောက်ကနေတာရုခေါ်တန်တက်တဲ့ကိုကြားနေရတာကြောင့်စက်သိမ်းမွင်းကြီးနေပင်ထားလေကျွန်တော်အမြဝေပြီးတာနဲ့ပဲထူးဆန်းနေတာကတော့ဖះရင်မြင်တော့မှတေချာထောင်နာခဲ့တဲ့အဲ့ဒီရုပ်ကလေးဟာကျွန်တော်အနာမှာလဲလျက်ရောက်ရှိနေတာပင်ဖြစ်ပါတယ်ကျွန်တော်လည်းရုပ်ကလေးကိုကောက်ယူပြီးတော့ဖះခြေစင်းသားမှာရှိတဲ့ညောင်မင်းကြီးအောက်မှာထောင်ထားပြီးတော့အိမ်ကိုအမြန်တုတ်ချစ်တင်ပြန်လာခဲ့လိုက်ပါတော့တယ် နွေဦးရဲ့လပြညမှာထင်းထင်းသာလျက်ပတ်ဝန်းကျင်ဟာအထင်းသားပဲမြင်တွေ့နေရပါတယ်။ညနေကအိမ်ပြန်ရောက်တာနဲ့ကိုကြီးကျော်နဲ့အတူမြို့ရဲကိုသွားပြီးတော့ရုပ်ရှင်ဇက်ကားခွေတွေဝယ်လာခဲ့တာကြောင့်ရွာဆက်မီမောင်းတာနဲ့ရုပ်ရှင်ကြည့်ကြပါတယ်။ညာ9နာရီကွယ်ဆက်မီပိတ်ချိန်မှသာအိပ်ယာဝင်ခဲ့ကြပါတယ်။ထိုနေ့ညကလပြညရဲ့အာနိသင်ကြောင့်လာတော့မသိပါဘူး။နည်းနည်းအေးတယ်လို့ပဲရှိလာပါတယ်။ငိုင်မြီးလာပြီးတော့တဝါဝါနဲ့တန်းလာတာကြောင့်ကျွန်တော်ကအဲ့ဒီနေ့ညကထူးထူးဆန်းဆန်းအစောကြီးပဲအိပ်ပျော်သွားပါတယ်။အဲ့ဒီချိန်မှပဲမိန်းကလေးတယောက်ငိုယူနေတဲ့အတန်းကျွန်တော်နားထဲမှာကြားနေရပါတယ်။ ျွန်တော်တေချာကြည့်လိုက်တော့အဲ့ဒီ main ကလေးဟာကျွန်တော်ကိုနောက်ကျောပေးထိုင်ပြီးတော့သူရှိနေတာကြောင့်မို့တခန်းလုံးကလည်းပန်းရင်နဲ့နေမွေးကြိုင်ထုံသိနေပါတယ်ပြီးတော့သူဟာတရှုံရှုံနဲ့ငိုနေရှာပါတယ်ဟေးမင်းကဘာသူလဲကွယ်ကျွန်တော်ကအချင်းချင်းမင်းနေပေမဲ့ဗဇက်ကအတန်ထွက်မလာခဲ့ပါဘူးခဏလောက်ကြာတော့မှသူမကကျွန်တော်ဘက်ကိုလှည့်လာပြီးတော့လက်အုပ်ချီလေတုံးငင်ကြော့ပါတယ်သူမမျက်နှာကနတ်မောင်နေတဲ့သူမစပင်နေနဲ့ဖုံးအုပ်နေခြင်းကြောင့်တည်တည်ချာချာတော့မမြင်လဲရပါဘူးသူမကြော့ပြီးတဲ့နောက်မှာတော့ကျွန်တော်အမြင်အာယုံတွေကနေတပြည့်ပြည့်မှုံဝါပြောက်ွယ်သွားပါတော့တယ်ဟေးဟေးနေပါဦးဟေး ဟဲ့နေုံးလေကျွန်တော်လန်နိုးလာခဲ့ပါတယ်တကူလုံးချွေးစည်းတွေထွက်လျက်အိယာဘေးကရေဘူးကိုလန့်ယူကမော့တောက်လိုက်ပြီးတော့ဒီညတွေ့ကြုံခဲ့ရတဲ့အကြောင်းအရာတွေကိုဘသူ့ဘုံမှာမပြောပြပြတော့ပါဘူးအခုချိန်ဒီလိုပဲဆိုရမှာပါမနက်မိုးလင်းတောက်ရေခတ်ဖို့နေ့ရေခန်းစီကိုသွားတော့ကျွန်တော်အယုတ်ကလေးထားရ ညောင်မေအောက်ကိုသွားကြည့်မိပါတယ်။ဒါပေမဲ့လည်းအဲ့ဒီရုပ်ကလေးကတော့ထူးဆန်းစွာပဲရှိမနေခဲ့တော့ပါဘူး။တွေ့ဆုံကြုံွယ်ဖြစ်မြဲတမရာပါပဲ။ရေပုံးလေးထက်လည်းရွာဝင်လမ်းစီကိုသာဥတီပြီးတော့ကျွန်တော်ပြန်လာခဲ့လိုက်ပါတယ်။ထိုနေ့မှစပြီးတော့သူမှလည်းကျွန်တော်စီကိုရောက်မလာတော့ဘဲနဲ့ပျောက်ချင်းမလားပျောက်ကွယ်သွားခဲ့ပါတော့တယ်။ဇလန်လေးကတော့ဒီမှာတွင်ပဲပြီးဆုံးသွားပါယူရ။ကျွန်တော်ရဲ့ဇလန်လေးကိုစုံနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။